းခဲ့တဲ့ရက်ပိုင်းအတွင်းကလူမှုကွန်ရက်မှာ2020ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတချို့ရဲ့ Facebook ပေါ်မှာလူသိများအောင်အခကြေးငွေပေးပြီး boost လုပ်ကြော်ညာတဲ့ post တွေနဲ့ပတ်သက်ပြီးအချက်လက်တွေထွက်ပေါ်လာခဲ့ပါတယ်။ဒီလို Facebook ပေါ်မှာအခကြေးငွေပေးပြီး boost လုပ်ကြတဲ့နိုင်ငံရေးပါတီတွေထဲမှာဝင်ကြီးအင်အားတောင့်တင်းတဲ့နိုင်ငံရေးပါတီတွေဖြစ်တဲ့ကြံ့ခိုင်ရေးပါတီသူရဦးချိန်မှဦးဆောင်တဲ့ပြည်တော်စုကောင်းကျိုးဆောင်ပါတီ UPP နဲ့ပြည်သူ့ရှေ့ဆောင်ပါတီတို့ပါဝင်နေပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါပြီးခံစားနေရတာကြောင့်လူစုလူဝေးနဲ့ပြုလုပ်ရတဲ့မဲဆွယ်စည်းရုံးရေးကိစ္စတွေအကန့်အသတ်နဲ့ပြုလုပ်ရမှာဖြစ်တာကြောင့်လူမှုကွန်ရက်ပေါ်မှာငွေကြေးပိုသုံးပြီးလူသိများအောင်လှုပ်ဆောင်နိုင်တယ်လို့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကသုံးသပ်နေကြပါတယ်။ဒီအောင်စုကောင်ကျိုးဆောင်ပါတီကပြန်ကြားရေးတော်ဝင်ကတော်စုစုလိုင်ကတော့နိုင်ငံရေးပါတီတွေ Facebook ပေါ်မှာအခကြေးငွေပေးပြီး boost လုပ်ကြော်ညာတာနဲ့ပတ်သက်လို့အခုလိုပြောပါတယ်။ ပြီးခဲ့တဲ့ election တုန်းက2015တုန်းကအဲ၃နဲ့ digital platform ထက်ကို2020 2020မှာတော့ digital platform ပိုအားကိုးရမှာပေါ့အားကိုးရမယ်အနေထား covid ကြောင့်လည်းပါတယ်နိုင်ငံအခြေအနေကြောင့်လည်းပါတယ်ပို့ပြီးတော့၃ငါးစားတယ်လူတွေကလေအဲ့လိုအခြေအနေမှာကျွန်တော်တို့ကျွန်တော်တို့ညောင်းနေတာကတရားမျှတမှုပေါ့နော်ဒီဥစ္စာခုနဘုတ်လောက်တဲ့ဟာကိုလည်းငွေကစ်တက်ချက်မဲ့ဆိုလည်း UEC ကတရားဝင်ထုတ်ပြန်နေတယ်ဒါပေမဲ့ အခုကာလာတော့ကျွန်တော်တို့မဲဆက်စီရင်ကာလာမဟုတ်သေးဘူးကာလာအကျုံမှာတုံးဆွဲတာကဘာလို့မဆိုတုံးဆွဲပေးရှိတာဆိုတော့ဒါကတော့သွားမှာပဲပေါ့နော်မဲဆက်စီရင်ကာလာမှာအဲသူတို့ boost တဲ့ဟာတွေကိုဘယ်လိုတွက်ချက်မလဲအဲဘယ်လိုမျိုးဟိုနည်းဖြင့် transparency ရှိရှိပေါ့နော်နောက်တစ်ခုကမျှတမှုပေါ်ပါတယ်ရှင်အခုလိုလူမှုကွန်ရက်ပေါ်မှာအခကျင်းဝေးပေးပြီးကြော်ညာတာတွေနဲ့ပတ်သက်ပြီးပြည်တော်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့နိုင်ငံရေးပါတီတွေငွေကြေးသုံးစွဲမှုနဲ့ပတ်သက်လို့တိကျတဲ့မူကောင်တွေချမှတ်ဖို့ပြောလာသူကတော့ဆိုင်ရဲကြော်စွာမြင်ပါ ကျွန်တော်လည်းအဲ့အဲ့ဒါဥပဒေမပေါ်တော့သိမရှင်းဘူးအဲ့လိုပဲဥပဒေမပေါ်မရှင်းဘူးဟိုဘယ်လိုခေါ်မလဲဒါပါတီစီယံရေးလားဟိုလားကော်မရှင်ကို clarify လုပ်ဖို့လိုတယ်ကြာဒီကောက်ပွဲရတော့ဗျာနောက်ဆုံးဒီကောက်ပွဲနေကြဘယ်သူမှမဲထဲမလဲဆိုတဲ့ဟာဟာအပေါ်မှာပဲကျွန်တော်ကြည့်ရပါပဲဒါပေမဲ့ကျွန်တော်တို့ကတော့ဗျာဒီငွေကြီးသုံးဆမှုနဲ့ပတ်သက်လို့ရှင်တော့ဟိုဟိုကျွန်တော်တို့တတ်မှတ်ထားတဲ့မူပေါင်းစီးမြင့်ရှိတာကိုအဲ့စီးမြင့်စီးမြင့်နဲ့ကိုက်မြည်ဖို့လို့ရတယ်ဆိုတော့အဲ့ဒါကိုဘယ်လိုစီးကြက်မလဲဆိုရဟာကဒါကျွန်တော်တို့ကော်မရှင်နဲ့ ဒီကနေပြီးတော့ရှင်းရှင်းလင်းလင်းသိရဖို့လိုတယ်။လက်ရှိ Facebook စီကအချက်လက်တွေအရပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခန့်ရဲ့ post တစ်ခုဟာဆိုရင် American Dollar 1000ကနေ1500ကျားအထိ boost လုပ်ထားပြီးပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ page တွေမှာဆိုရင်လည်း boost လုပ်ထားတဲ့ post အတော်များများတွေ့ရပါတယ်။သူတို့အချိန်မဲဥဆောင်တဲ့ပြည်တော်စုကောင်ကျိုးဆောင်ပါတီကလည်းဩဂတ်လ၂ရက်နေ့ကစတင်ပြီး post လေးခုကိုတစ်ခုကို American Dollar 100နဲ့ Dollar 400ဘူး post လုပ်ထားတာတွေ့ရှိရပါတယ်။